္ဂလာပါရှင်။တန်လွင်ခက်သတင်းဌာနရဲ့တပတ်အတွင်းအရိုက်ခတ်ဆုံးနိုင်ငံတကာသတင်းတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီမှာကတော့ပေါ်ပါ။ဒီတပတ်မှာတော့ယူကရိန်းစစ်ပွဲရဲ့အရေးကြီးတဲ့အလက်အပြောင်းအာရှဒေသမှာတရုတ်ရဲ့စစ်ပွဲရေးဩဇာလွှမ်းမိုးမှုနဲ့အကြမ်းဖက်မှုကပ်ဘေးတွေအကြောင်းကိုအဓိကထားတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ American သမ္မတဒေါ်နယ်ထရန့်ရဲ့စစ်ပွဲအဆုံးသတ်ရေးအစီအစဉ်ကြောင့် ယူကရိန်းဟာသမိုင်းတလျှောက်အခက်ခဲဆုံးအခြေအနေတစ်ခုနဲ့ရင်ဆိုင်နေရတယ်လို့ယူကရိန်းသမ္မတဇလန်စကီးကပြောဆိုလိုက်ပါတယ်။ဒီအစီအစဉ်အရယူကရိန်းဟာရုရှားကိုနယ်မြေတွေပေးအပ်ရမှာဖြစ်ပြီး အခြားသောဂရိကူးဝတ်တွေကိုပါပြုလုပ်ရမှာဖြစ်ပါတယ်။ထရန်ကလာမဲအမေရိကန်ကျေးဇူးတော်နေဟာဇာလန်စကီးအနေနဲ့ငြိမ်းချမ်းရေးသဘောတူညီချက်ကိုလက်မှတ်ထိုးဖို့အတွက်လက်ခံနိုင်ပွဲရှိသော နောက်ဆုံးအချိန်ဖြစ်ကြောင်းသတ်မှတ်ခဲ့ပါတယ် ဥရောပနဲ့ယူကရိန်းအရာရှိတွေကတော့ဒီအစည်းအဝေးဟာလက်လက်ချာချင်းတသက်ဖြစ်တယ်လို့သုံးသပ်ကြပါတယ်။ဇလစကီကသူ့နိုင်ငံဟာရွေးချယ်စရာမရှိတဲ့အခြေအနေနဲ့ကြုံနေရပြီးအမျိုးသားကုန်သိက္ခာကို ထိမ့်သိမ်းမလား။ဒါမှမဟုတ်အဓိကမိတ်ဖက်အမေရိကန်ရဲ့အထောက်ပံ့ကို ဆုံးရှုံးမလားဆိုတဲ့မဖြစ်နိုင်တဲ့ရွေးချယ်စရာကိုရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။ထရန့်ရဲ့အချက်28ချက်ပါငញ្ញမ်းရေးအစီအစဉ်ဟာယူကရိန်းအတွက်အရှိတ်ပိုင်း ဂျွန်ဘတ်စ်နယ်မြေတွေကိုလက်လွတ်ရမှာဖြစ်ပြီးစစ်တပ်အရွယ်အစားကိုပါရှော့ချရမှာဖြစ်ပါတယ်။ဒါပြင်ဥရောပငြိမ်းချမ်းရေးထိန်းသိမ်းသူတွေကိုဖြန့်ကျက်တာပယ်ချပြီးယူကရိန်းဟာတာဝန်ပြည့်လက်နက်တွေကိုစွန့်လွတ်ရမှာဖြစ်တယ်လို့နေတိုးကိုလည်းမဝင်ရောက်ရဘူးလို့ဖော်ပြထားပါတယ်။ထရန့်ရဲ့အချက်28ချက်ပါငြိမ်းချမ်းရေးအစီအစဉ်ဟာယူကရိန်းအတွက်အရှိပိုင်းဒွန်ဘတ်စ်နယ်မြေတွေကိုလက်လွတ်ရမှာဖြစ်ပြီးစစ်တပ်အရွယ်အစားကိုပါရှော့ချရမှာဖြစ်ပါတယ် ဒါပြင်ဥရောပငြိမ်းချမ်းရေးထိမ့်သိမ့်သူတွေကိုဖျန့်ကျစ်တာပယ်ချပြီးယူကရိန်းဟာတာဝေးပြစ်လက်နက်တွေကိုဆွန့်လွတ်ရမှာဖြစ်သလိုနေတိုးကိုလည်းမဝင်ရောက်ရဘူးလို့ဖော်ပြထားပါတယ်။ဇာလန်စကီကဒီအစီအစဉ်ကိုသဘောတူရင်ယူကရိန်းဟာလွတ်လပ်မှုဂုဏ်သိက္ခာနဲ့တရားမျှတမှုမရှိဘဲကြံရည်နိုင်တယ်လို့သတိပေးခဲ့ပါတယ်။ ယူကရိန်းဟာသဘောတူညီမှုမရှိရဲ့အရေးကြီးတဲ့ထောက်လန်းရေးအချက်အလက်တွေမျှဝေတာနဲ့လက်နက်ထောက်ပံ့မှုတွေကိုဖျက်တောက်ပစ်မယ်လို့ထရမ်ပ်ကထိတ်ချောက်နေတဲ့ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးဥရောပခေါင်းဆောင်တွေကတော့ကန့်ကွက်ခဲ့ကြပါတယ်။ပြစ်သစ်ဂျာမနီနဲ့ဗြိတိန်ခေါင်းဆောင်တွေဟာဇာလန်စကီးကိုဖုံးစပ်ပြီးထောက်ခံကြောင်းပြသခဲ့ကြတာပြစ်သစ်ဂျာမနီနဲ့ဗြိတိန်ခေါင်းဆောင်တွေဟာဇာလန်စကီးကို ဖုံးစပ်ပြီးထောက်ခံကြောင်းပြသခဲ့ကြတာ စစ်ပွဲအဆုံးသတ်ရေးသဘောတူညီချက်တိုင်ဟာယူကရိန်းရဲ့အချုပ်ချာအာဏာကို ထိမ့်သိမ်းထားနိုင်ရမယ်လို့ပြောဆိုခဲ့ကြပါတယ်။တမရဇာလန်စကီကအမေရိကန်ရဲ့အစီအစဉ်ကိုအင်းအေးစစ်စစ်နဲ့အပြုသဘောဆောင်ရင်းဆောင်ရွက်သွားမယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့ယူကရိန်းပြည်သူတွေဟာစစ်ပွဲပြီးဆုံးဖို့အရန်တောက်တနေကြောင်းနဲ့အင်အားအကောင်ဆုံးတတ်တုဆိုရင်လဲကွဲထက်နိုင်တဲ့ဆိုတာကိုမမေ့တင်ကြောင်းစိတ်ခံစားမှုပြင်းထန်စွာထည့်သွင်းပြောဆိုသွားခဲ့ပါတယ်ရှင်။ ရုရှားရဲ့မောင်းနှုတ်မဲ့လေရင်နဲ့ဒုံးကျည်တိုက်ခိုက်မှုတွေကြောင့်ယူကရိန်းနောက်ပိုင်းမှာရှိတဲ့တန်နိုပီမြို့မှာလူပေါင်း26ဦးထပ်မံတည်ဆုံခဲ့ပြီးတရားရရှိသူတရားနေပါရှိခဲ့ပါတယ်။အပြက်စီးတွေအောက်မှာ ပိမိနေသူတွေလည်းများပြားနေပါတယ်။ ဒီတိုက်ခိုက်မှုဟာယူကရိန်းကိုနယ်မြေပေးအပ်ပြီးစစ်တပ်အရွယ်စားကို ရှုတ်ချရမယ်အမေရိကန်နဲ့ရုရှားပူးတွဲရေးဆွဲထားတဲ့ငြိမ်းချမ်းရေးအစီအစဉ်တစ်ထွက်ပေါ်လာချိန်မှာပဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ယူကရိန်းပြည်တွင်းရေးဝန်ကြီးရဲ့ပြောကြားချက်အရဘူဒူဟုနဲ့ညာပိုင်းတိုက်ခိုက်မှုဟာတန်နိုပီမြို့မှာရှိတဲ့လူနေတိုက်ခန်းတွေကိုထိမှန်ခဲ့တာဖြစ်ပြီးကလေးငယ်၃ဦးအပါအဝင်လူအများအပြားတေဆုံးခဲ့ရတာပါ။ ရုရှားဟာအဲ့ဒီညပိုင်းမှာ မောင်းသူမဲ့လေရင်486စီနဲ့ဒုံးကျည်48စီပစ်ကတ်ခဲ့ပြီးစွမ်းရင်နဲ့တွင်ရင်ပို့ဆောင်ရင်အခြေခံအဆောက်အအုံတွေကိုပြတ်မှတ်ထားခဲ့တဲ့အတွက်အချို့ဒေသတွေမှာအရေးပေါ်လျှက်စစ်မီ ပြတ်တောက်မှုတွေပြုလုပ်ခဲ့ရပါတယ် ထိုင်းလန့်စရာတိုက်ခတ်မှုတွေဖြစ်ပွားနေချိန်မှာပဲအမေရိကန်နဲ့ရုရှားရာရှိတွေဟာယူကရိန်းစစ်ပွဲကိုအဆုံးသတ်ဖို့အတွက်အစီအစဉ်တစ်တခုကို တိတ်တဆိတ်ရေးဆွဲခဲ့ကြောင်းသတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒီအချက်28ချက်ပါအစီအစဉ်ဟာယူကရိန်းကိုနယ်မြေတွေအာရမစုလွတ်ခိုင်းပြီးစစ်ရေးနဲ့နိုင်ငံရေးအချုပ်အခြာအနာပေါ်ရုရှားကိုထိန်းချုပ်ဖို့မချုံစဘူးပေးအပ်ရမယ့်ပြင်းထန်တဲ့စီမံတွေကိုဖော်ပြထားပါတယ်။ ဇာလန်စကီကရုရှားပေါ်ဖိအားပေးမှုတွေတွန်းမြင့်ဖို့နဲ့ယူကရိန်းကို လေကြောင်းရန်ကောက်ွယ်ရေးဒုံးကျည်တွေကိုပုံမပေးအပ်ဖို့အတွက်မဟာမိတ်တွေကိုတောင်းဆိုခဲ့ပါတယ်ရှင်နိုင်ဂျီးရီးယားနိုင်ငံမြောက်လေပိုင်းမှာရှိတဲ့နိုင်ဂျာပြည်နယ်မှာလက်နက်ကိုင်တမားအဖွဲ့တစ်ဖွဲ့ကပုလိကကက်သလစ်ကျောင်းတစ်ကျောင်းကိုဝေရောက်စီးနင်းခဲ့ပြီးကျောင်းသားယာနက်ချီကို ပြန်ပေးဆွဲသွားခဲ့ပါတယ်။အနောက်အာဖရိကနိုင်ငံမှာ ခရစ်ယာန်ဘာသာဝင်တွေအပေါ်အကြမ်းဖက်မှုတွေ တိုးပွားလာနေတဲ့အတွက်ပြည်သူတွေရဲ့ဒေါသနဲ့ရှုံချမှုတွေမြင့်တက်နေချိန်မှာဒီဖြစ်ရပ်ဖြစ်ပွားခဲ့တာပါနိုင်ဂျီးရီးယားခရီးယားအတွင်းတော့ CAN ရဲ့ပြောဆိုချက်အရဒီတိုက်ခိုက်မှုအတွင်းចောင်းသား115ဦးနဲ့112ဦးကိုပြန်ပေးဆွဲခံခဲ့ရပါတယ် CAN ရဲ့နိုင်ကြပြည်နယ်ဥက္ကဋ္ဌကတော့ပြန်မေးဆွဲခင်ရတဲ့ကလေးငယ်တွေရဲ့မိဘတွေနဲ့တစ်ဆုံခဲ့ပြီးကလေးတွေကိုဘေးကင်းစွာ ပြန်လည်ခေါ်ဆောင်ဖို့အစိုးရနဲ့လုံခြုံရေးအဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်နေတယ်လို့ပြောခဲ့ပါတယ်။နိုင်ဂျီးရီးယားမြို့တော်အဘူဂျာနဲ့နန်နမိတ်ချင်းထိဆက်နေတဲ့နိုင်ကြပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ဒီပြန်ပွေးဆွဲမှုဟာ အခုသတင်းပတ်အတွင်းဖြစ်ပွားခဲ့တဲ့အကြမ်းဖက်မှုဇက်တိုက်တွေကနောက်ဆုံးတစ်ခုဖြစ်ပါတယ်။ဒီအပတ်အစောပိုင်းမှာလည်းကွာရက်ပြည်တယ်မှာရှိတဲ့ဖျားရှုကိုကြောင်းတစ်ခုကိုလက်နက်ကိုင်အဖွဲ့ဝင်တွေကတိုက်ခိုက်ခဲ့တဲ့အတွက်လူနှစ်ဦးသေဆုံးခဲ့ပြီးတင်းအုပ်ဆရာပါဝင်ဖျားကြောင်းတက်ရောက်သူတွေကိုပြန်ပေးဆွတ်သွားခဲ့ပါတယ်။ဒါပြင်အနောက်မြောက်ပိုင်းကဲပီပြည်နယ်မှာရှိတဲ့ မင်းကလေးဘော်ရာဆောင်တစ်ခုကကျောင်းသူ25ဦးကိုလည်းအလားတူပြန်ပေးဆွဲခံခဲ့ရပြီးဒုတိယကျောင်းအုပ်ကိုပြစ်တက်သွားခဲ့ပါတယ်။နိုင်ဂျီးရီးယားနိုင်ငံဟာလက်ရှိမှာလက်နက်ကင်အဖွဲ့တွေရဲ့အားနည်းတဲ့အရက်သားလူတို့ကိုပြစ်မှတ်ချပြီးငွေရွေးဖို့အတွက်အစုလိုက်အပြုံလိုက်ပြန်ပေးဆွဲမှုတွေပါဝင်ဘာသာရေးလူမျိုးစုပဋိပက္ခတွေနဲ့ပါရင်ဆိုင်နေရပါတယ်ရှင်။ အမေရိကန်ပြည်ထောင်စုရဲ့ကုန်းသွယ်ခွင့်တွေကြောင့်အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာတရုတ်ရဲ့စီးပွားရေးလမ်းကြောင်းစီကိုပုံမနီးကပ်သွားခဲ့ပါတယ်။ဒီလိုပုံမနှက်ဆိုင်တဲ့စီးပွားရေးပေါင်းစည်းမှုဟာနိုင်ငံတကာကုန်းသွယ်ရေးမရေရာမှုတွေကိုတတ်တာစေနိုင်ပေမဲ့အခြားတစ်ဖက်မှာတော့ပေကျင်းရဲ့စီးပွားရေးဖိအားပေးမှုအတွက်ပုံမထိခိုက်လွယ်တဲ့ပြမတ်တစ်ခုအဖြစ်အာဆီယံကိုပြောင်းလဲစေခဲ့ပါတယ်။ အမေရိကန်ရဲ့ကုန်းသွယ်ခွန်တွေဟာအရှိတအအစကိုအပြင်းထန်ဆုံးထိခိုက်ခဲ့ပြီးမကြသေးမီကသဘောတူညီချက်တွေရှိခဲ့ပေမဲ့လည်းမလေးရှားနဲ့ကမ္ဘောဒီးယားအပေါ်ချမှတ်ထားတဲ့19ရာခိုင်နှုန်းသော ကုန်းသွယ်အခွန်နှုန်းကိုရှော့ချနိုင်ခြင်းရှိခဲ့ပါဘူး။အာဆီယံရဲ့အဓိကပို့ကုန်ဈေးကွက်ဟာအမေရိကန်ဖြစ်ပေမဲ့ဒီကုန်းသွယ်ရေးကိုအလွန်အမင်းမီခိုနေရတဲ့အဖွဲ့ဟာကုန်းသွယ်ကွန်ကိုတုံ့ပြန်ဖို့အတွက်တခြားရွေးချယ်စရာမိဖက်တွေရဲ့ပေါင်းစည်းမှုနဲ့ရှိုင်းစေဖို့ ဦးစားပေးဆောင်ရွက်ခဲ့ပါတယ်။2025ခုနှစ်ပထမ ရှစ်လက်တာကလအတွင်းမှာတရုတ်အာဆီယံနှစ်ဖက်ကုံတွယ်မှုဟာစံချိန်တင်6.8ရာခိုင်နှုန်းကျော်တိုးလာခဲ့ပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလကကွာလာလမ်ပူမှာပြုလုပ်ခဲ့တဲ့28ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမှာတရုတ်ဝန်ကြီးချုပ်နဲ့မလေးရှားဝန်ကြီးချုပ်တို့ဟာအာဆီယံတရုတ်လွတ်လပ်ရေးကုံတွယ်ရေးသဘောတူညီချက်ကိုတတိယအကြိမ်မြောက်အဆင့်မြင့်တင်ခဲ့ပါတယ်။ 2019နဲ့2022ခုနှစ်ကြာမှာအာဆီယံရဲ့တရုတ်ကနေတွင်းကုံတွေရဲ့84ရာခိုင်နှုန်းကျော်ဟာကမ္ဘာဈေးကွက်မှာရှင်ပြိုင်နေတဲ့ပို့ကုန်တွေထုတ်လုပ်ဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့အရင်းအနှီးနဲ့ဈာခံကုန်ပစ္စည်းတွေဖြစ်ပေါ်လာပါတယ်။တရုတ်ရဲ့စီးပွားရေးအရာ ဖျားပေးမှုလက်နက်ဟာအောင်မြင်မှုရရှိနေပြီးဒေတာရဲနိုင်ငံတွေအနေနဲ့သူတို့ရဲ့စီးပွားရေးလုံခြုံရေးကိုကာကွယ်ဖို့အတွက်ကွဲပြားတဲ့မဟာဗျူဟာတွေကိုစတင်ချမှတ်ဖို့အချိန်တန်နေပြီဆိုတဲ့သုံးသက်ချက်တွေလည်းရှိနေပါတယ်ရှင်။ခနေဒါနိုင်ငံဗြိတိတ်ကိုလံဘီယာပြည်နယ် ဝင်းလန့်ခေါင်ပြတဲ့ဘဲလာခိုလာဒေသမှာကျောင်းသားအဖွဲ့တစ်ဖွဲ့ဟာဝဝွန်ကြီးတိုက်ခိုက်မှုကိုခံခဲ့ရတဲ့အတွက်ကလေးငယ်၃ဦးနဲ့ဆရာတဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့အာဏာပိုင်တွေကထုတ်ပြန်ခဲ့ပါတယ်။ဝဝွန်တိုက်ခိုက်မှုဟာနိုဝင်ဘာလ20ရက်နေ့နေ့လယ်ပိုင်းကတစ်တော်ဖုံးလွှမ်းနေတဲ့မြကန်းနားလမ်းပေါ်မှာဖြစ်ပွားခဲ့တာပါ။စတောထတန်ရဲ့ပြစ်စမာရန်ကចောင်းသားအယောက်20ကပါဝင်တဲ့အဲ့ဒီအဖွဲ့ဟာ ခဏနားနေချိန်မှာတပ်ပင်တွေတဲကနေဝဝွန်ကြီးတကောင်ထွက်လာပြီးရုတ်တရက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ British Columbia ထိန်းသိမ်းစောင့်ရှောက်ရေးအရာရှိဝန်ဆောင်မှုဌာနရဲ့ပြောဆိုချက်အရဆရာတွေက ကိုထီးလက်ရောက်ဝင်ရောက်ဟန်တာခဲ့ကြပြီးဝဝွန်ဖြန်းစင်းတဲ့အတံမြေဘုံးတွေကိုအသုံးပြုကဝဝွန်ကြီးကိုမောင်းထုတ်နိုင်ခဲ့ပါတယ်။ တိုက်ခိုက်ခဲ့တဲ့ဝက်ဝံကြီးဟာလွမြောက်နေစေဖြစ်တာကြောင့်အရာရှိတွေဟာထောင်ကျောက်တွေနဲ့အာယုံခံကင်မရာတွေကိုတပ်ဆင်ရှာဖွေနေစေဖြစ်ပါတယ်ဒီလဝဝကြီးတိုက်ခတ်ခဲ့ရဖို့ဆိုတာရှားပါပေမဲ့မြောက်အမေရိကမှာပုံမှန်အဖြစ်တစ်နှစ်ကိုသေဆုံးသူ၂ကြိမ်ကနေ၃ကြိမ်အထိရှိတတ်ပါတယ်။တိုက်ခတ်ခင်ရတဲ့ចောင်းသားအဖွဲ့ဟာ Luxac Nation ကဖွင့်လှစ်ထားတဲ့ Axe Wizard School ကဖြစ်ပါတယ်။ နူဇက်နေရှင်ရဲ့အကြေကဆွမ်ရရှုနာကတော့အသက်နဲ့အသေးခြင်းကိုဆုံးဖြတ်ရမယ့်အချိန်ဒီမှာចောင်းသားတွေအတွက်သူရဲ့အသက်ကိုဆွလွဖို့ရွေးချယ်ခဲ့တဲ့ဆရာတွေရဲ့သူရဲကောင်းစံတဲ့လုပ်ရက်တွေကိုချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ Act Wizard School ဟာចောင်းလုံးချုံရဲ့အတွက်တနင်္လာနေ့အထိចောင်းပိတ်ရပေးခဲ့ပြီးအပြင်ဘက်လစ်လာရေးခီးစဉ်အလုံးကိုဆိုင်းငံ့ထားပါတယ်။ ဒီဖြစ်ရကြောင့်စိတ်တိခိုက်မှုတွေအတွက်အကြံဉာဏ်ပေးခြင်းဝန်ဆောင်မှုတွေကိုလည်း24နာရီဖွင့်နေထားတယ်လို့သိရပါတယ်ရှင်။ကံလူခတ်သတင်းဌာနရဲ့တပတ်အတွင်းအရိုက်ခတ်ဆိုနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားတာဖြစ်ပါတယ်။မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးအန္တရာယ်မျိုးမျိုးကနေအမြဲဆုံးလွတ်မြောက်နိုင်ကြပါစေရှင်။